အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချမ်းအမောင်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေးလာလေ့ကျင့်မဲ့သင်ခန်းစာရဲ့ခေါင်းစဉ်ကထိုင်းနိုင်ငံတော်အလံသချင်းပဲဖြစ်ပါတယ်ထိုင်းနိုင်ငံတော်အလံသချင်းကို plain cha thai လို့ခေါ်ပါတယ် plain ဆိုတာကသချင်း cha ဆိုတာကလူမျိုး thai plain cha thai ထိုင်းနိုင်ငံတော်သချင်းလို့အမည်ရပါတယ်အရင်ဆုံးနိုင်ငံတော်သချင်းမှာပါရှိတဲ့စာသားလေးတွေကိုကျွန်တော်တို့စာသားအတိုင်းပဲဖတ်မယ် ปีီอတော့တန်စင်တိုင်းကျွန်တော်တို့စိုးကြည့်မယ်ဟုတ်นาะပထမအဦးဆုံးစာကြောင်းကပရထေထိုင်လိုမ်လွတ်ชาติเชื้อไทย เป็นประชารัฐพัฒน์ของไทยทุกส่วน อยู่ดำรงคง ไว้ได้ทั้งมวล ด้วยไทยล้วนหมาย รัศมีไทยนี้รัสงบ แต่ถึงเราไม่ขลาดออกราจะไม่ให้ใครคมขีสละเลือดทุหยาดเป็นชาพลีถลิงประเทศชาติไทยทวีมีชายชโยฮอบีจนอรูดีในงานเราชิมาบาชีเอซาดาลีเดียวจนอรูดีซาดาได้แพ้ไปไว้แต่สิ่งทีได้จนอรูดีเข้าเปลี่ยนตัวไหมตูตูไลโซจิไหม ประเทศไทยล้วนเลือเนื้อชาเชื้อไทย เป็นประชารัฐพระไทยของไทยทุกส่วน อยู่ดำรงคงไว้ใดทั้งมวลโดยไทยล้วนหมายรัสมาคีไทยนิรัสงบ แต่ถึงเราไม่กลาด เอกราจะไม่ให้ใครคงคีสลาเลือดทุยาดเป็นชาพลีถ้าเลิมประเทศชาไทยทวีมีชัยชโยဟုတ်ပြီတချင်းရဲ့တန်စင်လေးကအဲ့လိုလေးဖြစ်တယ်အဲ့တော့ကျွန်တော်နောက်တစ်ထပ်ပြီးတော့မြ мян လေးတစ်ခေါက်ဆိုကြည့်မယ်အားလုံးပဲတူတူဆိုကြည့်မယ်ပြီးရင်ကျွန်တော်တို့သူ့ရဲ့အဓိပ္ပာယ်ကိုတစ်ဆင့်ချင်းပြန်သွားမယ် ประเทศไทยล้วนเลือเนื้อ ชาเชื้อไทยเป็นประชารัฐผัดไทยของไทยทุกส่วน อยู่ดำรงคงไว้ใดทั้งมวล ด้วยไทยล้วนหมายรัสมาคีไทยนิรัสสงบ แต่ถึงเราไม่กลาด เอกราชจะไม่ให้ใครคงคี สลาเลือดทุยาดเป็นชาพลีทะเลประเทศชาไทยทวีมีชายชโยဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံတော်သချင်းရဲ့တန်စင်လေးကိုနှစ်ခေါက်ဆူပြီးွားရင်နည်းနည်းနားလည်လာမယ်လို့ထင်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒီတချောင်းချင်းစီမှာပါရှိတဲ့အထိပ္ပယ်ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ပထမအဦးဆုံးကျွန်တော်တို့ဒီနိုင်ငံတော်သချင်းရဲ့အစာအုပ်ဆုံးအပိုင်းလေးဖြစ်တဲ့စာသားလေးကိုအတူတူလေ့လာကြည့်မယ် ประเทศไทยรวมเลือดเนื้อชาติเชื้อไทย ประเทศไทยไทยในงานดอรวมสุรากาสุซีเดปองซีเดเลือดสุราตวยเนื้อสุรากาอตาชาติเชื้อไทยชาสุราลูมิวเนาะเชื้อสุรากาเราတို့မျိုးယူစင်မြစ်ကိုပြောတာเนาะชาเชื้อไทย ်ထိုင်းလူမျိုးတွေရဲ့မျိုးရိုးစင်းမြစ်ပေါ့နော်ဒီမှာသူ့ရဲ့အတိတ်ပဲကဘယ်လိုလဲဆိုရင်ထိုင်းနိုင်ငံတော်ထိုင်းနိုင်ငံဆိုတာထိုင်းလူမျိုးတွေရဲ့သွေးသားနဲ့တိစောက်ထားတာဖြစ်ပါတယ်ပေါ့နော်ထိုင်းနိုင်ငံဟာထိုင်းလူမျိုးတွေရဲ့သွေးသားနဲ့မျိုးရိုးကိုပေါင်းစည်းထားတယ်ပေါ့နော်အတိတ်ပဲကအဲ့လိုမျိုးသူ့မှာအတ္တအနတ်တိတ်ပဲအကျယ်ပြန့်တယ်နိဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကဒီဘာသာမှာဒီစာသားတကြောင်ချင်းစီရဲ့အတိတ်ပဲကိုပဲလေ့လာမယ်ประเทศไทยรวมเลือดเนื้อชาติเชื้อไทยโซจิไหมโซย ประเทศไทยล้วนเลือเนื้อชาเชื้อไทย ประเทศไทยล้วนเลือเนื้อชาเชื้อไทย เอาวินะดูดูโซจิไหมแล้วแต่เจ้าง่ะเป็นประชารัฐผัดไทยของไทยทุกส่วน เป็นประชารัฐผัดไทยของไทยทุกส่วน เป็นสุรางาพิเต ရချာရဆိုတာကနိုင်ငံအစိုးရเนาะတိုင်းပြည်လူထုဒီပရချာတိုင်းပြည်တင်မှာပါရှိတယ်ပြည်သူတွေရတ်ဆိုတာကနိုင်ငံအစိုးရเนาะပရချာရတိုင်းပြည်နိုင်ငံအစိုးရဖတ်ထားရင်ပိုင်ဆိုင်မှုပိုင်နက်ခေါင်းထိုင်းထုစုဝန်ထုစုဝန်ဆိုတာကအစိပ်ပိုင်းเนาะအစိပ်ပိုင်းအားလုံးကိုထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းလူမျိုးတိုင်းပိုင်နေပေါ့เนาะထိုင်းနိုင်ငံနိုင်ငံသားတိုင်းပိုင်နေပိုင်နေလို့ပြောတာဖြစ်ပါတယ် เป็นประชารัฐพัฒไทยของไทยทุกส่วน ดูตาลิลีได้สมัยสวยเป็นประชารัฐพัฒไทยของไทยทุกส่วน เป็นประชารัฐพัฒไทยของไทยทุกส่วน เอาไปนักแต่เจ้าจะนรู้สั์ตัวไหมนักแท่สาเจ้าก็อยู่ดำรงคงไว้ได้ทั้งมวลด้วยไทยล้วนหมาย รัสมาคีอยู่ดำรงคงไว้ได้เท่ามวลด้วยไทยล้วนหมายรัสมาคีဆိုတာကယူဆိုတာကနေတယ်ဒံရုံဆိုတာကထိမ့်သိမ့်နေထိမ့်သိမ့်နေဒံရုံထိမ့်သိမ့်နေခုံဆိုတာတည်မြဲတယ်မပြောင်းမလဲပဲတည်ရှိနေတယ်เนาะ why ဆိုတာထားတယ် why die ထားတယ် die ဆိုတာရတယ် why die တိမ့်ထားတယ် thang ဆိုတာအကုန်လုံး မူဝမ်ဆိုတာလည်းအားလုံးပဲအစုလိုက်အပြုံလိုက်ကိုပြောတာထန်းမူဝမ်အစုလိုက်အပြုံလိုက်အကုန်လုံးဒွေထိုင်လွန်းမိုင်ရသမာခီဒွေဆိုတာကဒီတော်ကြောင့်ကြောင့်ပေါ့နော်ကြောင့်လို့အဓိပ္ပာယ်ရတဲ့အဆက်ကလေးထိုင်းဆိုတာတော့ထိုင်းပဲလွန်းမိုင်လွန်းမိုင်လွန်းဆိုတာကအကုန်လုံးအားလုံးပါဝင်တယ်မိုင်းဆိုတာကဒီတစ်ခုခုကိုညွှန်းတာပေါ့နော်လွန်းမိုင်အားလုံးကိုညွှန်းတယ်အားလုံးကိုပါဝင်တယ်နော် ရတ်ဆိုတာကချစ်တယ်စာမခီဆိုတာစီလုံးညီညွတ်တယ်စာမခီစီလုံးညီညွတ်တယ်သူ့ရဲ့အတိတ်ပဲကိုကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်ထိုင်းလူမျိုးအလုံးကစီလုံးညီညွတ်မှုကိုချစ်မြတ်နိုးတာကြောင့်ချစ်မြတ်နိုးတာကြောင့်အရာအားလုံးကိုတည်မြဲအောင်ထိန်းသိမ်းထားနိုင်တယ်ပြောချင်တာသူတို့ရဲ့မျိုးချစ်စိတ်တဲ့ချစ်ခင်စည်းလုံးမှုနဲ့ဒီနိုင်ငံတော်ကြီးကိုအတွန်းရှိအောင်ဆောက်ရှောက်ကြတယ်ကာဝေးကြတယ်အဲ့လိုပြောတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တန်စီလေးတိုင်ဆိုမယ်ဆိုရင် อยู่ดำรงคงไว้ได้ทั้งมวล โดยไทยล้วนหมายรัศมาคีเอาวินาทนาวแท้จนสาจองแท้ตัาไหมนาวแท้สาจองว่าไทยนี้รัศงบแต่ถึงร่มไม่ขาด ดีจ้าได้มาจนเนาะ color order cla เนาะ loading လေးจั่นခဲ့เนาะအဲ့ဒါလေးကိုဖြည့်ဆွတ်ပြီးတော့မှတ်လိုက်ပါ loading လေးจั่นခဲ့เนาะ tiny rasangop แต่ถึง row ไม่คลาดဆိုတာက tiny ဒီ tiny နိုင်ငံက rack ချစ်တယ်ဘာလို့ချစ်တာလဲစငုပ်ငိမ့်ချမ်းနဲ့အေးချမ်းတာကိုချစ်တယ်တဲ့ဒါပေမဲ့ row စစ်တိုက်တယ်စစ်ပွဲเนาะแต่ถึง row ไม่คลาด ဆိုတာကမိုက်ဆိုတာအငင်းနဲ့ခလဆိုတာယွန်ရှာတယ်ဒီတတိမရှိမရှိတာကိုပြောတာပေါ့နော်မိုက်ခလဆိုတော့မယွန်ရှာဘူးတတိရှိတယ်လို့ပြောချင်တာပေါ့နော်မိုက်ခလဒီမှာခေါ်လောအာဒေါခလလို့ရေးရမယ်နော်ခေါ်အာဒေါခမုံနော်မိုက်ခလဆိုတော့ထိုင်းနီရစငုပ်တဲထင်ရုံမိုက်ခလထိုင်းလူမျိုးတွေကငြင်းချမ်းမှုကိုချစ်တယ်ဒါပေမဲ့စစ်တပ်ရရင်လည်းမကြောက်ဘူးစစ်စစ်ကိုမကြောက်ဘူးပေါ့နော် ျွန်တော်တို့ကငြိမ်းချမ်းမှုကိုလိုလားပြီမဲ့စစ်တပ်ရရင်လည်းမကြောက်ဘူးလို့ပြောချင်တာဖြစ်ပါတယ်။အဲ့ဒါကိုတန်စီလေးတိုင်းဆိုမယ်ဆိုရင်ထိုင်နိရဆငုပ်တဲထုံရုံမိတ်ကလာဆက်ဆိုမယ်ထိုင်နိရဆငုပ်တဲထုံရုံမိတ်ကလာနောက်ထန်းစာကြောင်းကျွန်တော်တို့ဆက်သွားမယ်။နောက်တစ်ခုကเอกราชจะไม่ให้ใครข่มขี่ เอกราจะไม่ให้ใครข่มขีเอกราဆိုတာကလွတ်လပ်တာအောင်ပြောတာเนาะလွတ်လပ်ရေလွတ်လပ်တဲ့ဟာအောင်ပြောတာဒီကြဆိုတာလိမ့်မယ်ไม่ให้ใครဘလို့ဟာမပေးဘူးဒီမှာข่มขีဆိုတာကဖိနှိပ်တာကျွန်တော်တို့နေချက်တွေတိုင်းပြည်တိုင်းနိုင်ငံကိုနေချက်ပြီးဟေးဆိုလို့ရှိရင်တိုင်းသူပြည်သားတွေကိုဖိနှိပ်တယ်ညှစ်ပတ်နှိပ်စက်တယ်အဲ့ဒါအာဏာသုံးပြီးတော့အဲ့လိုလုပ်တာကိုပြောတာပေါ့เนาะ เอกราจะไม่ให้ใครข่มขีဆိုတာက လွတ်လပ်ရေးကိုဘသူ့ကိုမှအနိုင်ကျင့်ခွင့်မပေးဘူးဒီမှာအကျေကငါတို့ရဲ့လွတ်လပ်မှုအချုပ်ချာအနာကိုမြည်သည့်နိုင်ငံကိုပါကျူးကျော်နှောက်ယှက်ခွင့်မပြုဘူးပေါ့နော်ပြောချင်တာအဲ့ဒါကိုကျွန်တော်တို့တန်စီလေးတိုင်းဆိုမယ်ဆိုရင်ဧကရာကြမိုင်ဟိုင်းခရိုင်းခုံခီဒီမှာခီလို့ပဲထားမယ်နော်ပုံမှန်မအေးပါလို့ဧကရာကြမိုင်ဟိုင်းခရိုင်းခုံခီနော်လွတ်လပ်ရေးကိုဘသူ့ကိုမှအနိုင်ကျင့်ခွင့်မပေးဘူးဆက်သွားမယ် နောက်ထပ်တစ်ခုကတော့ဆလလုထုယပင်ချာပလီဆလလုထုယပင်ချာပလီဆိုတာကဆလဆိုတာကဆွလွတ်တယ်ဆလဆိုတာကဆွလွတ်တယ်လုကဆိုတာကသွေးကိုပြောတာထုဆိုတာကအရာအားလုံးထုစင်ထုရနော်ယဆိုတာကကျွန်တော်တို့ဒီမှာဟောရောအားတော့ယဆိုတာကတစက်ချင်းတစက် သွေးအဆက်တစ်ဆက်ကိုပြောတာပေါ့နော်တစ်ဆက်တစ်ဆက်ထဲမှာပါတဲ့တိတိလေးအဆက်အတော်မျိုးပြောတာပေါ့နော်ရပင်ဖြစ်တယ်ပင်ချဖလီဖလီဆိုတာကလှူဒန်းနေထိုင်းလူဒီချဆိုတာလူမျိုးနော်ဖလီဆိုတာလှူဒန်းနေကျွန်တော်တို့ကဒီနိုင်ငံတော်ဒီနိုင်ငံတော်ကြီးအတွက်ကိုကျွန်တော်တို့ရဲ့အသက်တွေပေါ့နော်ပြောရင်သွေးတစ်ဆက်ချင်းအောင်လှူဒန်းနေလို့ပြောတာဖြစ်ပါတယ်နော်နိုင်ငံတော်အတွက်ဆိုလို့ရှိရင်ဒီ သူတပားတွေလာကျူးကျော်မယ်ဆိုတော့နိုင်ငံတော်အတွက်ကိုကျွန်တော်တို့ကသွေးတစ်ဆက်ချင်းအောင်မှာပဲလှူဒန်းမယ်ပေါ့เนาะအသက်ပေးပြီးတော့ကာကွယ်ဆောက်ရှောက်မယ်လို့ပြောချင်တာပေါ့เนาะအဲ့ဒါကိုကျွန်တော်ဆိုမယ်ဆိုရင်ဆလာလူအထူယာပင်ချာဖလီဆိုကြည့်မယ်ဆလာလူအထူယာပင်ချာဖလီဟုတ်ပြီကျွန်တော်တို့ဆက်သွားမယ်နောက်ပိတ်ဆုံးတစ်ခုကတော့နောက်ပိတ်ဆုံးစာကြောင်းလေးကတော့ထက်လုံประเทศชาติไทย ทวีมีชัยชยูถลิงประเทศชาติไทยทวีมีชัยชยูตัวบ่าวเปลว่าอะไรสวยถลิงสุราก็ดีมาเนาะถลิงถอลอเอองอถลิงถอลอเอองอถลิงเนาะถลิงสุราเมียนเตีเนี่ยตะคู่คู่ดีกงยิวเมียนเตียนาะเปล่าดีจะโน้ตไปเลยเปล่าไหมสุดท้ายมีเย ကိုကိုစားပြုပြီးကျွန်တော်တို့အားကစားလုပ်တဲ့တခုခုလုပ်တဲ့နေရာမှာတိုင်းပြည်ရဲ့ကိုမြင့်တင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ထလုံပြတ်ထချထိုင်ဆိုတာကဒီထိုင်းလူမျိုးရဲ့နိုင်ငံပေါ့နော်ထိုင်းနိုင်ငံကိုထဝီဆိုတာကကြီးပွားတယ်မီဆိုတာရှိတယ်ချိုင်းချိုင်းဆိုတာကအောင်မြင်မှုချက်ယိုဆိုတာကကျွန်တော်တို့အောင်ပါစေအောင်ပါစေအဲ့လိုမျိုးပေါ့နော်အောင်ပွဲခံတာအောင်ပါချက်ယိုပေါ့နော်ထလုံပြတ်ထချထိုင်ထဝီမီချိုင်းချက်ယို ထိုင်းနိုင်ငံရဲ့ဂုံကိုမြင့်တင်ပြီးတိုးတက်အောင်မြင်မှုရှိပါစေ။ဒီမှာအကျေအားပြောမယ်ဆိုရင်ထိုင်းနိုင်ငံရဲ့ဂုံကိုမြင့်တင်ပြီးတိုးပွားပါစေအောင်မြင်မှုရှိပါစေအောင်ပွဲခံပါစေပေါ့နော်။သူ့ကိုကျွန်တော်တို့တွေဆိုမယ်ဆိုလို့ရှိရင်တန်စင်းလေးတိုင်းဆိုမယ်ဆိုရင်ထလုံးပြတဲ့ချာထိုင်းထဝီမိချိုင်းချေယိုထလုံးပြတဲ့ချာထိုင်းထဝီမိချိုင်းချေယို ဟုတ်ပြီအခုတော့ကျွန်တော်တို့တကြောင်ချင်းစီအတိတ်ပဲနဲ့တန်စင်းလေးကိုဆိုတာရမယ်လို့မျှော်လင့်နေကျွန်တော်တို့ထပ်ပြီးတော့ဒီတန်စင်းလေးကိုပြန်ပြီးတော့လေ့ကျင့်ကြည့်မယ်ပေါ့နော်ပရာထေထိုင်လွန်လွန်ချာချာထိုင်ပင်ပရာချာရတ်ဖထိုင်ခေါင်ထိုင်ทุกส่วนอยู่ดำรงคงไว้ได้ทั้งมวล ด้วยไทยล้วนหมายรัสมาคี ทายนิรัสสงบ แต่ถึงเราไม่กลาดเอกราชจะไม่ให้ใครคงคีสลาเลือดทุยาดเป็นชาพลีถ้าแล้วประเทศชาไทยทวีมีชัเชโยเฮาบี ไอ้ดอจะนอนในดูดูท้ายในไงนอนจะเชีย အနက်အဓိပ္ပာယ်နဲ့တန်စင်တွေကိုလေးလာလေ့ကျင့်ခဲ့တာအားလုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါရတယ်။အတူတူရမယ်ဟေးဆိုလို့ရှိရင်လည်းလေ့ကျင့်ကြည့်ပေါ့နော်။ဒီနိုင်ငံတော်စချင်းလေးကိုရထားတာကတော့ချိန်ချိန်မှာအကျိုးရှိကောင်းလည်းရှိနိုင်တယ်ပေါ့နော်။အားလုံးပဲကျေးဇူးတင်ပါတယ်။ขอบคุณครับ